ริกันตํารดอนเนทรันซันนาปะปวยริมาลูกบ้องมะซอปาวินเมโลม่่อมแมนยะโลลอสแอนเจลิสမျိုးရှိရဲတပ်ဖွဲ့ကိုအမြင့်ဆုံးအဆင့်တက်လှုံထားတယ်လို့သိရပါတယ်လော့စ်အန်ဂျလိစ်မြို့ကဆန္ဒပြပွဲတွေဟာအမေရိကန်နိုင်ငံတဝမ်းရှိနေရာ2000ကျော်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ No King ဆန္ဒပြပွဲတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ် ဒေါ်နယ်ထရန့်ရဲ့89နှစ်မြောက်မွေးနေ့နဲ့တိုက်ဆိုင်နေတဲ့အမေရိကန်စစ်တပ်ရဲ့250နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်ဝါရှင်တန်မြို့တော်မှာပြုလုပ်တဲ့စီရေးပြပွဲတစ်ခုကိုကန့်ကွက်ဖို့ဆန္ဒပြပွဲတွေကျင်းပတာလို့စီစဉ်သူတွေကပြောပါတယ် No King ဆန္ဒပြပွဲတွေပြုလုပ်ဖို့လူမှုကွန်ရက်မှာလှုံ့ဆော်မှုတွေများပြားခဲ့ပြီးဆန္ဒပြပွဲတွေမှာပါဝင်မဲ့လူအုပ်မကြုံစက်ဘူးရှိမယ်လို့ Los Angeles ရဲတပ်ဖွဲ့အကြီးအကဲကပြောပါရတယ်။ အမေရိကန်တာဝန်ရှိသူတွေကအထောက်ထားမဲ့ရွှေပြောင်းခြေချတွေကိုစီးနင်းရှာဖွေမှုတွေစတင်ပြုလုပ်ခဲ့တဲ့ဇွန်လ6ရက်နောက်ပိုင်း Los Angeles မြို့မှာဆန္ဒပြပွဲတွေဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့မှာဆန္ဒပြသူတွေဟာ Los Angeles မြို့လယ်မှာငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်။ Los Angeles မြို့တော်ရှိ Federal အဆောက်အုံကိုကာကွယ်ဖို့ Donald Trump ကကန်တက်တပ်ဖွဲ့ဝင်200စီလွှတ်ခဲ့ပါတယ်။ တီဟီရန်မြို့တော်ကိုမီးရှို့ပစ်မယ်လို့အစ္စရေးကာကွယ်ဝင်ကြီးအစ္စရေးကတ်စ်ကစနေနေ့မှာချိန်ချောက်ခဲ့ပါတယ်။အစ္စရေးစစ်တပ်အကြီးအကဲအိုင်ဆယ်ဇာမီယာမော့ဆက်အဖွဲ့ညွန်ကြားမှုဒေးဗစ်ဘာနီယာနဲ့အခြားအကြီးတန်းစစ်ဖက်အရာရှိတွေတက်ရောက်တဲ့အစိမ့်မြင့်လုံခြုံရေးစည်းဝေးမှာသူကအခုလိုမှတ်ချက်ပြုခဲ့တာပါ။အီရန်အာဏာရှင်ကအီရန်နိုင်ငံသားတွေကိုတရားခံတွေအဖြစ်အသုံးချနေပြီးအစ္စရေးရဲ့သားတွေပေါ်တိုက်ခိုက်မှုတွေအတွက်တီဟီရန်ဒေသခံတွေက တမိုးကြီးကြီးပေးဆက်ရပါမယ်လို့၎င်းက ဆိုပါတယ်။အီရန်ကောင်းဆောင်အာယိုတိုလာခေမီနီကအစ္စရေးပိုင်နက်ကိုဒုံးကျည်တွေနဲ့ဆက်လက်ပစ်ခတ်ရင်းတီဟီရန်မြို့တော်ကိုမီးရှို့ပစ်မယ်လို့အစ္စရေးကတ်စ်ကသတိပေးခဲ့ပါတယ်။အီရန်နိုင်ငံကိုလမ်းကြောင်းခင်းပြီးဖြစ်ကာတီဟီရန်မြို့တော်ကိုလေကြောင်းတိုက်ခိုက်မှုတွေထပ်ပြုလုပ်မယ်လို့အစ္စရေးစီဦးစီးချုပ်အိုင်ရယ်ဇာမီရာနဲ့လေတံမှုတူမာဘာရုကအစောပိုင်းမှာပြောကြားခဲ့ပါတယ်။ အစီအစဉ်တွေအရအစ္စရေးလေတပ်ကနေစစ်လေယာဉ်တွေကတီယူရန်မြို့တော်ရှိပြည်မှတ်တွေကိုတိုက်ခိုက်မယ်လို့၎င်းတို့ကဆိုပါတယ်။အစ္စရေးနိုင်ငံဟာတောက်ကြနေအစောပိုင်းကအီရန်နိုင်ငံပေါ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးနျူကလ িয়ার နယ်မြေတွေနဲ့ဒုံးကျည်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ခဲ့ရာအကြီးတန်းတပ်မှုအချို့နဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေသေဆုံးခဲ့ပါတယ်။အီရန်နိုင်ငံကလည်းဒုံးကျည်ဒရုန်းတိုက်ခိုက်မှုတွေနဲ့လက်တုံ့ပြန်ခဲ့ရာအစ္စရေးနိုင်ငံသား၃ဦးသေဆုံးပြီး 192ဦးတန်ရာရရှိခဲ့တယ်လို့ Israeli media တွေက ဖော်ပြပါရယ်